အာကွန်တီနန့်ကပါအာကွန်တီနန့်ရဲ့အိုရှန်ကြီးကဆမ်မဖိုမေးထားတယ်နားလည်နော်ကြားနော်အဲဒီပထမမေးမေးတော့လေဒီလည်းလက်စတာလီရဲ့ဒီအနာသိမ်းမျိုးစီဒီယာလောက်လိုက်တယ်မလားအဲကျတော့သူမှကြောက်စရာ စီလီယံလုံးလိုက်တော့သူဝါဒနာပါတဲ့စာကိုတင်ခွင့်မရတော့ဘူးဒီဘက်မှာတင်ခွင့်မရတော့ဘူးဆိုတော့သူမြေထဲစိတ်ချက်တွေကြားပြီးတော့အခန်းထဲမှာပဲသူကหนีခဲ့တာလေမြေထဲသူစိတ်မကောင်းရှိပြီးခန်းထဲမှာหนีတာအမေတယောက်နေနေမြင်ရတော့စိတ်မချမ်းသာဘူးအဲကြောင့်သူကဒီဘက်ကပညာရေးကိုသူဆက်သွယ်ပြီးတော့ဝင်းပေါင်းလုံးနဲ့ဆက်သွယ်ပြီးတော့သူဒီဘက်ကိုလာမယ်ဆိုပြီးတော့ဒီမှာဖွင့်တောင်းနေတယ်ဒါပေမဲ့တားလေးကတခါမှလည်းအလောက်ဝေးမခွဲဘူးလားဆိုတော့ယုတ်တိရဲ့ခေါင်းမညှိနေဘူးလေနောက်မှ အားလေးရအခန်းထဲမှာနေပြီးစိတ်မကောင်းဖြစ်ပြီးတော့စာမတင်ရလို့စိတ်ကြက်တွေကြာပြီးတော့နေရတယ်ဆိုင်။ဒါလေးဘာဒနာပါတဲ့ဟာကိုလုခွင့်ရရင်သူစိတ်ပျော်မှာပဲလေဆိုလို့မိတယောက်အနေနဲ့ကိုယ့်ရင်ထဲမှာမခံစားနိုင်ဘူး။သူဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးတော့လေ။အဲဒါကြောင့်မို့ခွင့်ပြုခြင်းနဲ့ခွင့်ပြုခဲ့ရတာပေါ့။အဲနဲ့ဒါသွားမယ်ဆိုတော့မေလိုက်ဖို့နဲ့အမေတက်ကြည့်ပြီးပြန်မမယ်လမ်းနဲ့အဝေးကြီးဆိုတော့နေနိုင်ဘူးလေ။ဒါလေးလမ်းမှာတစ်ခုခုဖြစ်မှာစိုးတယ်။ လမ်းမှာစကားစတက်တယ်လေအများကြီးရှိနေတာဆိုတော့စိတ်မချတော့ကျွန်မလိုက်ပို့ခဲ့တာလေသားလေးကိုလိုက်ပို့ပြီးတော့ဒီမှာသူတင်းတန်းတက်ပြီးတော့ဆရာမြတ်တို့နဲ့အထားခဲ့ပြီးတော့ကျွန်မပြန်သွားပြီသူပြန်လဲကျမကြီးမကောင်းလို့ခဏခဏဖုန်းလန်းဆက်နေတော့နားနိုင်ထူလို့ကားလာခေါ်တော့ကားပေါ်တက်သွားရင်ဆာယာပင်သားလေးလေးလို့စိတ်ကမှန်းလို့မရပဲသားလေးကြံခဲ့ပြီးဆိုပြီးတွေးလိုက်တဲ့အတွေ့အကြုံကျွန်မမဆက်နိုင်ဘူးလို့ရတယ်မှန်ပါလားလေတလဲလို့မူလာတာမန္တလေးမူလင်းငန်ကြီးရောက်ပြီးထိပဲ ဝဲအိမ်ရောက်တော့အိမ်တကားဖွင့်ပြီးဝင်လိုက်တယ်ဆိုရကျွန်မရင်ခွဲတယ်ဒီအိမ်ထဲဝင်လိုက်တဲ့လူတယောက်မှမရှိဘူးအဲကျောအမီးတွေနေတဲ့ခန်းနေသွားတဲ့ခန်းဖွင့်ကြည့်တော့လဲဝမ်းနေရတယ်။သားလေးနေသွားတဲ့ခန်းဖွင့်ကြည့်တော့လဲဝမ်းနေရတယ်။ရင်တော့ဆိုရင်ကျွန်မအိမ်ပါရလှုပ်ရင်းနဲ့တတအခန်းထဲမှာသူစိတ်တက်ကြီးကြပြီးတော့ခန်းထဲမှာနေမယ်လို့မြင်တွေ့နေရတယ်ဒီသူဖုန်းလေးနဲ့မှောက်လိုက်လှမ်းလိုက်နဲ့သူ့ကလေးမှာ ဟုတ်ဆိုတကားပွက်လိုက်ပြီးဝင်လိုက်ပြီးတော့သူ့အခန်းလေးကိုဖုံလေးတွေတုပ်ပြီးသူမရှိမယ်လို့နေ့တိုင်းတန်ရှင်းလေးလုပ်လုပ်တယ်မလုပ်ကလေးမနေနိုင်ဘူး။ဒါလေးရှိတော့မှလည်းအများနဲ့တန်ရှင်းလေးလုပ်ပေးမိတယ်။လုံတိုင်းနဲ့ရင်ထဲမှာစိတ်တော်တော်စိတ်မကောင်းဖြစ်ရတယ်။ဒါလေးနေသွားတဲ့ပုံလေးတွေပဲအများနဲ့မြင်နေရတယ်။ဒီခန်းလေးကိုသူပြန်မရောက်လာနိုင်တော့ဘူးလေ။ဟိုဒီမှာနိုင်ငံရေးမကောင်းတော့ဒါလေးကိုပြန်မရောက်လာနိုင်တဲ့အောင်ကျမတို့ကသားနာကိုသွားမှပဲဖြစ်မယ်ဆိုတဲ့အတွေးကိုဆုံးဖြတ်ချက်ချလိုက်ပြီးတော့ အိမ်ထားခဲ့တယ်ကိုလုပ်ငန်းတွေလည်းထားခဲ့တယ်ထားခဲ့ပြီးတော့တားနောက်ပဲရောက်လာခဲ့တာလေဒီစီရင်လုပ်သွားတဲ့တားဒီရှမ်းမြောက်ကိုရောက်လာပြီးပုံမှန်ပြန်ရောက်လာဘူးဆိုတော့မလွယ်တော့လေဆံမြောက်ရေကျမဘယ်လိုပဲတွေးချင်လို့ကျမအိမ်ရန်နေတားလေးကိုမြုံမြောက်တားကရောက်လာနိုင်တယ်တော့ဘူးလို့မလားဒီအခြေအနေနဲ့အဲ့တော့တားကိုတွေးနိုင်ဖို့တားနဲ့အတူတူပြန်ပြီးနေနိုင်ဖို့ဆိုရင်ကျမတို့ဒီတနက်မှရွေးချယ်စရာရှိလို့ရတယ် ိုပိုင်ဆိုင်တဲ့ဟာတွေကိုကျွန်မမက်မောပြီးတော့ကိုဇိမ်ခံပစ္စည်းတွေကိုကျွန်မတို့နေမယ်ဆိုရင်တာနာလာနိုင်ဖို့ဖြစ်နိုင်တယ်ဟုတ်တယ်မလားအဲကိုဟာတွေကိုစောင့်လို့မှထားခဲ့မှကျွန်မသားလေးနဲ့ကျွန်မအတူတူလည်းနေဖို့ရပါလိမ့်အားကြောင့်ကျင်းတဲ့ကျမသားနဲ့ကျမအတူတူပြန်နေဝင်ရတယ်။သားလေးကိုပြန်ပြီးချက်ပြုတ်ကျွေးမှုရတယ်။အစတော့ကျွန်တော်ကသူ့ကိုစိတ်ကူးချင်နေတယ်ပဲအောင်းမိတယ်တကယ်မသွားဘူးလို့အောင်းမိတယ် ကျွန်တော်ဘိတ်ကိုကားထွက်သွားတယ်သူတို့သားမေးရပြန်တော့မရှိဘူးပြေသွားဆိုတော့ရှမ်းမြောက်သွားပြီတဲ့ရှမ်းမြောက်ဆိုတော့ဒီနားမနဲ့သူတို့လည်းတိတာမကျွန်တော်တော့တိတာပေါ့ရှမ်းမြောက်ဆိုတော့ဟိုးမြေဆန်းနားမှာရှိရဲခုခိုင်းလာမြေဆန်းနားမှာရှိရဲစစ်စစ်ချမ်းလာပြီးတော့ဒါလည်းပြီးတော့သူကနှစ်လလောက်ကြာတယ်ဒါလေးကိုနေရတကြပြေအောင်စိတ်နှညာပြေအောင်အနှံပြီးတော့တက်ဆိုင်ရလူတွေကိုအနှံပြီးတော့တော့နော်ဒီဘုတ်ထိုင်ပုံလေးစီးဘုတ်ထိုင်ပုံလေးပြန်အောင်ပုံစံကြောင်းလေးပြီးတော့သူကပြန်လာခဲ့တယ် ပြန်လာပြီးတော့လဲတကယ်မှသူမပြောတားလိုက်ထားခဲ့ရစိတ်ချမ်းသာဘူးတဲ့ပြန်သွားကြမယ်တဲ့မတို့လုပ်တယ်လို့လုပ်မလဲလို့လုပ်နေတယ်တဲ့အလုပ်လည်းဖြုတ်ထားခဲ့ပေါ့ဟိုမှာလဲသားနဲ့သူနေကြရအောင်ကျွန်တော်ခေါင်းပါမသွားသေးဘူးကျွန်တော်တနည်းတော့လေလေနောက်မရဘူးသူကသားနာပဲသူကနေကျင်နေတဲ့ဒီကဒီကအဆင်မပြေဘူးတဲ့ကိုကတော့ကောင်းနိုင်စားပြီးတော့တဲ့သားတော့မှဘလို့စားပြီးဘလို့နေလဲမသိဘူးတဲ့ ပြီးနိုင်ငံရေးတော်တော်ဆိုးတယ်ပြောတယ်တဲ့အဲ့ဒီကူတဲ့အဲ့ဒါနောက်ခါပြောတော့ကဲမထူပါဘူးလေဆိုကျွန်တော်လည်းကျွန်တော်တို့တဲ့ကားတွေပါလေအကုန်လုံးတိုင်းနေပါအကုန်လုံးဖြုတ်ဖြက်ပြီးတော့အဲ့ဒါဒီညနေရောရောင်းရတဲ့ပတ်စံလေးကိုင်မျိုးဒီရောက်လာတာရောက်လာပြီးတားလေးနဲ့အတူပဲအဲသူစိတ်ချမ်းတောင်းကျွန်တော်တို့တော့မရှိတော့ပါဘူးနော်တားလေးအတွက်ပဲအဲ့ဒါဝိုင်းပြီးတော့ပံပိုးမယ်ကုညီမယ်စိတ်ချမ်းတောင်းထားမယ်အဲ့လိုမျိုးတို့တားမင်းတွေကတော့တနာလို့ပဲမှန်တော့ကျွန်တော် တိုင်းမိတယောက်ကအမြဲတမ်းအမြဲတမ်းပုံးဆက်တယ်ရတဲ့ရတဲ့ရတာပြောတယ်ဒီဘိုင်းချက်လဲစားကျင်တယ်ကိမုန်ချက်တဲ့တားရအကိမုန်စားကျင်တယ်တမ်းမိရင်ဒီမှာကိမုန်ပြောနေငါပြီးတော့မရှိဘူးတနာရတာအဲ့မဖြစ်ဖြစ်အောင်လို့ပြန်သွားကြမယ်ဆိုပြီးသူအလိုရင်းနဲ့ရောက်လာတာကျမတို့ဒီကိုရောက်တာ2023နော်ဒီမှာ2023 9လပိုင်း17ရက်နေ့ရောက်ဒီကိုရောက်လာတော့ သားလေးနဲ့အတူနေရတော့ဝမ်းသာပါတယ်။ဒါမှလို့ခက်ခဲကြတော့အများကြီးရှိတာပေါ့နော်။ဟိုမှာရေပေါ့ရေဆိုလို့ရှိရင်လည်းအခုကျမတို့ဟိုမှာနေတဲ့နေရာမှာဆိုရင်တော့ဟိုတိုက်ထဲမှာတွင်ရေကတင်လိုက်ရုံပဲလေ။ဒီမှာတော့ရေကတော့ကိုလိုချင်တဲ့နေရာကိုသွားရတယ်ဝေးတယ်ပေါ့။ဝေးရှောရေချိုးစသရရတော့လူအများကြီးနဲ့မချိုးရဲလို့ပြန်လာရတဲ့အခါလေးရှိတယ်ပေါ့။ဘယ်လိုမျိုး။ကိုစင်းတို့။ကိုစင်းတို့ကဒီလိုပဲအခုတသရရတဲ့လာစားနေဆိုရင် ရောက်စားတော့မလားရောက်စားတော့မလောက်ချင်းလေဒါကကျမတို့ပါတဲ့ပစံလေကျမတို့ကလည်းဝယ်ဆန်းစားတော့ပေါ့စားလိုက်ရရခုစင်းတော့လည်းကြီးနေလားဆိုဟိုလည်းငါလည်းမမိဆုံးလိုက်ရလည်းမမိဘူးလေဒီကလည်းမရှိပါတော့နော်ဒုက္ခလေးညဆိုရင်တော့ပြောင်းနိုင်မီးွယ်ထားရပြောင်းနိုင်ထုံးပြီးနေကြရတော့ဟိုမှာကျန်ခဲ့တဲ့မိသားစုဆရာမာရီရှိသေးတယ်လေဒီမနေ့က ေသူတို့ကိုလည်းဆက်သွယ်ခြင်းနဲ့သတိရတယ်ဒါပေမဲ့ဖုန်းလိုင်းမရှိဘူးလေဖုန်းလိုင်းမရှိလို့မြို့ကိုလည်းအမြဲတမ်းသွားနိုင်ဘူးကိုမှဆိုင်ကယ်မရှိဘူးလေခဏခဏသူများဆိုင်ကယ်ကားကိုလည်းအဆင်မပြေဘူးအခုဒီလိုလေးမှကယ်လေးကိုပါတဲ့ပုဆိုင်လေးကိုကုန်တော့မှဆိုလို့ထိန်းထားရကြရတယ်ဆိုင်ကယ်လေးဝယ်လိုက်တယ်အဟောင်းဝယ်ငါးသိန်းအဲအဲဆိုင်ကယ်လေးနဲ့ခုဖုန်းတော်တော်ပြောင်းလာတော့ဖုန်းတော်တော်ပြောင်းလာတော့မောင်လေးကိုလည်းသူတို့တွေ့ချင်ကြတယ်ဒါပေမဲ့နိုင်ငံရေးမကောင်းတော့သူတို့လည်းခေါ်မတွေ့ရဘူးသူတို့လည်းယုတ်တဲ့လာဖို့ဆိုမလွယ်ဘူးလေ မိသားစုလည်းအဲ့တော့ကျမတို့မိသားစုကကိုမညီမနှစ်ယောက်မိသားစုဒီမှာသားမိသားဖတ်တော့တော့ပြန်ပေါင်းမိနေပေါ့နော်ဒါပေမဲ့ခုနပြန်ပြောရမယ်ဆိုရင်တော့ကျမတို့မိသားစုလေးတွေဘယ်တပြားကြီးဖြစ်နေတာကိုမသုံးယောက်ပြန်စုမိတာပေါ့နော်သုံးယောက်ပြန်စုမိတာလေကိုမသမီးနှစ်ယောက်ကျန်နေသေးတယ်လေသမီးနှစ်ယောက်ကျန်နေသေးတယ်ဒီနေ့ချိန်တော့ပြန်တွေ့နိုင်မှာပေါ့နော်တွေ့ကြတာပေါ့ကိုရင်ရမှာ ဒီလိုပဲဒီမှာခက်ခဲတွေကြားထဲမှာလာပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ဇာတိနာကိုလည်းအဖေနဲ့အမေနဲ့အရောက်လာတယ်ပြီ။တမီးနှစ်ယောက်ကိုလည်းပြန်တွေ့နိုင်မှုလည်းကြိုးစားရအောင်ပါပေါ့။တကယ်တွေ့ချင်တာလေတကယ်လွမ်းတယ်။လူရောမလို့ကျမတို့မှာချစ်စရာစလို့များများမရှိဘူးလေ။ဒီအဖေမြတ်မွေးတာဒီသားသမီးလေး၃ယောက်ပဲလေ။ဟုတ်ကဲ့ပါ။၃ယောက်ကတပွဲပြားစီ။၃ယောက်ကတပွဲပြားစီဖြစ်နေကြတယ်။ မီးလေးတွေကလည်းရမ်းကောင်းနေတာဒီဖေမီပုံမှာမောင်ကြီးပုံမှာအရင်တောင်းကြည့်ကြတယ်တော်တော်လေးလိမ်မာကြတယ်ကိုယ်ဆိုရင်တို့ဒီလာမယ်ဆိုတော့စိတ်ကြမှာတို့မကောင်းမီးတို့ဖေတို့တော်တော်နဲ့ပြန်တွေ့နိုင်မှာမဟုတ်တော့ဘူးဒီဘက်ကိုလာပြီးကိုယ့်ဘက်ကိုရိတ်တည်းပြန်သွားဖို့ဆိုတော့မယ်တော့ပြင်ဆင်နေရဲ့အဲကြောင့်မီးကအပြင်းနေမှာလားဟုတ်မီးကပြင်းနေသူကကျမအောင်တအားလူတယ်သူညီမတစ်ယောက်တလုံးကလေ လုံးနဲ့ပဲရှိစီစီဒါမှမဟုတ်သားလေးမရှိသေးတဲ့နောက်ပိုင်းတော့ကျွန်မတပည့်အိမ်မှာနေမှုမနေချင်တော့တာလေစိန်တကားဖွင့်ပြီးဝင်လိုက်တာနဲ့ဒီအခန်းထဲကိုကြားကြည့်လိုက်လို့သားပုံရိပ်တွေမျက်စိတွေမှာမြင်နေတယ်ဆိုတော့ကျွန်မဘလို့မှစိတ်ကျန်းမာရေးရမှာဖြစ်တော့ကတမီတွေကပြောတယ်အမေရတယောက်ထဲနေရတဲ့အချိန်ကြီးကြာလာတော့အမေစိတ်တွေကရောက်ကြီးဖြစ်နေတာအမေစိတ်ကျန်းမာရေးရမကောင်းတော့ဘူးဆိုပြီးသူကလည်းခွင့်ပြုခြင်းနဲ့ခွင့်ပြုလိုက်တာပဲလေ အမေကိုရုပ်လည်းမမြင်ရတော့အတန်လေးယုံကြည်မကြားနိုင်တော့ဘူးဆိုသူတို့တော်တော်စိတ်မကောင်းဖြစ်ကြတယ်ကျမလည်းစိတ်မကောင်းခုဒီလိုရောက်လာတော့လေตาလေးစတင်တော့တော်တော်ကြည့်တယ်လေပါကြည့်ရဝမ်းသာပေါ့ตาလေးကသူလှုပ်ချင်ဆုံးတော့ဘူးလှုပ်ခွင့်ရတယ်မျိုးကလေးတွေနဲ့ပျော်ရွှင်နေတယ်လေနားထဲမှာဆရာကြီးဆိုဆိုကလေးတွေကလာခေါ်လိုက်မင်္ဂလာပါဆရာကြီးဆိုဝိုင်းနှုတ်ဆက်တဲ့အတန်လေးကိုကြားလိုက်လို့ရှင်လေ ြေထဲမှာပြောမပြတဲ့ဝန်တာရင်လေးမြေ currency ဝေကြီးဝေကြီးဘာသာနဲ့ yuan အဲ့ဒါမျိုးကဘယ်နှမရအောင်ဆုံးမှတ်ဘုမကနာတမန်လေးမှဒီတကောလုံးနဲ့ကိုလက်စာဒနာဘာညာဝါဒနာပါလဲဆိုရင်စာဒနာကျွန်တော်ရတာအချိန်မဆုံးဝင်သက်ထွက်သက်ပဲဒီရရတဲ့လစာကိုလည်းဘယ်တော့ရသည် ဖြစ်စေမမြောမှန်းတယ်လို့ကိုဒီလောက်လောက်နေရတယ်ကိုကျွန်တော်ပျော်နေတာမျိုးအဲအားနဲ့ချိန်တိုင်းလည်းဒီစာတင်တဲ့ဒီနေ့ဒီစနစ်တွေဆက်လက်လေ့လာဖြစ်တယ် စာပြီးကြာဝင်ကြတဲ့ကျွာကတော့ဒီညာကကုန်းချမ်းရွာပုခံမြို့နယ်ကုန်းချမ်းမှာတာဝန်ကြတဲ့အဲ့မှာရေခက်ခဲတော့အစင်မပြေတဲ့အတွက်ဒီဘက်ကမန်ဆာစာယာဆိုတဲ့စစ်ဆောင်ရွာစခန်းမှာအလေတန်းပြဆရာတယောက်အနေနဲ့တာဝန်ကြတယ်ပေါ့တာဝန်ကြတာ2023ငါးလပိုင်းကနေခုချီခုချိန်ကြီးဆိုရင်ဒီမှာလှုပ်သက်နှစ်နှစ်ပြည့်သွားပြီခုဒီကြောင်းမှာဆိုရင်မူလန်စာယာကြောင်းမှာဆိုရင်ကျွန်တော်ကလေတန်းပြဆရာ တယောက်ဖြစ်တယ်။သင်တဲ့ဘာသာတွေကတော့လူမှုရေး social ရဲ့ mathematics ရဲ့ math 1 math 2ရဲ့ BN ရဲ့ geography ဆိုတဲ့ပထဝီဝင်ဒီ၄ဘာသုံးဘာသာကလရှိတောင်းဝင်သင်ကြားပေးနေတယ်ပေါ့။ဆက်ဒီပုံဒီဗီဒီယိုကတော့ကနားရီပေါ့ပြောရဲဆိုရဲရှိလာအောင်ပန်ဒရစ်ချင်းလောက်တဲ့အပိုင်းပေါ့အဲ့လိုလောချင်းအပြင်ကလေးတွေပို့ပြီးတော့ပြောရဲဆိုရင်ရှိလာမယ် ပြီးတော့ကိုယ်တိုင်လက်တွေ့ဆွေးနွေးတာတတ်မယ်ပေါ့အပြင်အဖွဲ့လိုက်လို့ချင်းအဖြစ် group web လုပ်ငန်းတွေပူပြီးတိုးတက်လာနိုင်တယ်ဒီကတော့စနစ်တစ်မြိုင်စနစ်ကဒီလိုပုံစံသွားတယ်လို့တော့ကျွန်တော်ခံယူထားတယ်ပေါ့ဗျာအရင်လိုမျိုးငယ်ငယ်တုန်းကလိုမျိုးဆရာကပဲဒီ control လုပ်နေဆိုရင်တော့အဆင်မပြေနိုင်ဘူးအဲကြောင့်တို့ကို ကိုယ်တိုင်ပြီးတော့ပြင်ရပေးနေကြတာပေါ့အဲ့ဒါဆိုရင်ပို့ပြီးတော့မှတ်မိတယ်လည်းလို့ထင်တယ်အရင်လိုကြက်အကြက်အလွတ်ကြက်စနစ်နဲ့ဆိုရင်ဒီလိုမျိုးသွားတာပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့ဒီထက်ရတဲ့အဝင်ဝင်ကောင်းတဲ့လုပ်တွေအများကြီးရှိပေမဲ့ဒီလုပ်ကိုပဲဆက်လုပ်လုပ်သွားမယ်လို့ကိုယ်လည်းအမြဲတမ်းရည်မှန်းထားတယ်နောက်ကဲမှာလည်းအကြောင်းဆရာပဲနောက်ဘက်မှာလည်းအကြောင်းဆရာပဲဆက်လုပ်သွားမှာပဲလာမဲ့နောက်ကဲမှာတကယ်ကိုလိုအပ်တဲ့ data တွေမှာ ညာရေးတဆင့်မြင်မာတဲ့အဖွဲ့အစည်းတွေဘယ်အဖွဲ့အစည်းနဲ့မဆိုပေါ့ကျွန်တော်တို့နိုင်ငံရေးပြန်လှည့်ပြီးတော့ကောင်းမွန်သွားခဲ့ရင်လည်းပုံမကောင်းမွန်တဲ့ပညာရေးအဖွဲ့အစည်းတစ်ခုခုမှအပါဝင်ပြီးတော့ကုညီပံ့ပိုးခြင်းပါတယ်ကိုကိုတက်ထားလိလထားသမျှဤတဲ့အားလုံးကို sharing ပြန်လုပ်ခြင်းပါတယ်လို့ကျမတို့ကတားလေးရဲ့စန္ဒာအဓိကပဲလို့တားလေးကနိုင်ငံရေးကောင်းသွားလို့ဘယ်လိုပြန်သွားပြန်ပြီးတော့တင်မဲဆိုရင်လည်းတားလေးဘောတိုင်း သွားဘူးဒီမှာပဲတင်မယ်ဆိုရင်သားလေးနဲ့ကျမတို့ကဒီမှာနေပါမယ်သားလေးဆန္ဒကျမတို့ဆန္ဒပဲလေဒီကတော့သားစိတ်ချမ်းသာပါဗျာသားသားပြိုတဲ့နေရာကျွန်တော်လိုက်ပြိုမှာပဲသားနေမယ့်နေရာကျွန်တော်နေရာပဲဒီပဲနေရာပဲနေနေကျွန်တော်ကသူ့ဆန္ဒကိုပဲအများကြီးဥစားပြီးတော့နော်နေပြီးမှာ နန်လုံးနန်နာဘာဝိရှိခွင့်ပူဇော်ရင်ဂျူဝါကြောင့်စမီပန်ရေးချမ်းမွေးနံသားများဆက်ကလူတန်းရရင်ဂျူဝါကြောင့်ဘုရားတပည့်တော်မှယနေ့ယခုပြုရတဲ့ကုလကံစေနာရုံးကြောင့်ဘုရားတပည့်တော်မှမြေဘဝမင်္ဂလာဘေးခတ်တဲ့ညာခတ်တဲ့အန္တရာယ်ခတ်တဲ့အာလုံးရင်းစင်ပါခေခေမရှိအေးရအောင်မြင်နိုင်တယ်